လီဗာပူးသင်းဟာလေဗာကူဆယ်နောက်ခံကစားသမားဖရင်ပောင်ကိုလာမယ့်နေရာဒီမှာခွဲယူနိုင်ဖို့နှိစက်နေပြီလို့သိရပါတယ်။လီဗာပူးသင်းဟာဒီယာဒီကောင်မှာအသင်းကနေထွက်ခွာမယ်လို့ကြေညာထားတဲ့အင်္ဂလန်နဲ့ရွေးစဉ်နောက်ခံကစားသမားအာနိုရဲ့နေရာမှာအစားထိုးဖို့အတွက်လေဗာကူဆယ်နောက်ခံကစားသမားဖရင်ပောင်ကိုကာလရှည်ချိတ်ဆက်ခဲ့တာပါ။အခုလီဗာပူးအသင်းနဲ့ဖရင်ပောင်တို့ရဲ့ဆွေးနွေးမှုမှာတိုးတက်မှုများရှိနေပြီးလာမယ့်နေရာဒီမှာခွဲယူနိုင်ဖို့နှိစက်နေပြီဖြစ်တယ်လို့ပရီတိန်မီဒီယာတွေကဖော်ပြနေကြတာပါ အသက်24နှစ်အရွယ်နယ်သာလန်နောက်ခံကစားသမားဖရင်ဘောက်ဟာလီဗာကူစင်သင်းနဲ့2028ခုနှစ်ထိစာချုပ်တည်ရန်ရှိနေပြီးသူ့ရဲ့စာချုပ်လျှော်ကြေးမှာယူရို35သန်းပေါင်29သန်းဖြစ်တယ်လို့သိရပါတယ်။လီဗာကူသင်းအနေနဲ့ဖရင်ဘောက်ရဲ့စာချုပ်လျှော်ကြေးကိုပေးချေဖို့အသင့်ရှိနေပြီးလီဗာကူစင်သင်းဘက်ကလည်းကစားသမားကိုတားဆီးဝယ်မရှိဘူးလို့သိရပါတယ်။ဖရင်ဘောင်ဟာဒီအာဒီမာလီဗာကူစင်သင်းအတွက်ပြိုင်ပွဲစုံ48ပွဲကစားထားပြီးလီဗာပူးတို့ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။